မင်္ဂလာပါရှင်မေလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရုံရည်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီကနေ့မနက်ပိုင်းမှာရရှိထားတဲ့ တိမ်မုံမှာဆိုရင်တော့အရင်နေ့တွေကဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေခဲ့တဲ့လေပြင်းရည်ရဝန်ဟာဒီကနေ့မနက်မှာတော့အရှိမျောက်ဘက်ကိုရေရှားရင်းရနေအာရော့သွားပြီဖြစ်ပါတယ်။ကပလီပင်လယ်ပြင်ရဲ့ကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှင်းငယ်ရနေတိမ်အသင်တက်ဖြစ်ထွန်းနေအောင်တွေ့ရပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်တက်ဖြစ်ထွန်းနေပြီးတော့ကြံဒေသတွေမှာတိမ်အနေငယ်ဖြစ်ထွန်းနေအောင်တွေ့ရပါတယ်ရှင်။ ဆက်လက်ပြီးလီလိုက်ခနိုင်မှုခမန်းချက်အနေနဲ့ရတော့ရခိုင်ကန်ယိုရန်မြို့ဝကျမောကန်ယိုရန်မွန်နဲ့တနင်္လာရီကန်ယိုရန်တခြားမှာတနင်္လာရီ8မိုင်ရနေ7မိုင်တော့တခနိုင်နေလို့ခမန်းထားပါရရှင်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခမန်းချက်တွေနည်းနည်းကတော့စစ်တွေမခွေပသိမ်ပဲခူးရန်ကုန်မော်လမြိုင်ဖအံဓာဝဲစားတဲ့တောင်ပိုင်းဒေသအားလုံးဒီဘက်မှာမိုးရွာပေါ်လာလာရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရန်ကုန်မှာနေရာကွက်ကြားနဲ့ကြံဒေသတွေမှာတော့နေရာကျကျရနေနေရာဆက်စိတ်မိုးထစ်ချုံလာနိုင်ပါရဲ့ရှင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရဲ့မော်လီဝတ်ခမန်းချက်ဒီနီနီကတော့ဟာခါမုံရွာမြကြီးနာမန္တလေးလားရှိုတောင်ကြီးဟဲဟိုးနဲ့လိုက်ကောစတဲ့မြောက်ပိုင်းဒေသအားလုံးဒီဘက်မှာလည်းမိုးရွာဖို့အလားအလာရှိနေပါတယ်။မန္လီမာနီယာကွက်ကြားကြံဒေသတွေမှာတော့နေရာတကျတကျကနေရာဆိတ်ဆိတ်မိုးရွာတော့နိုင်ပါရဲ့ရှင်။ မိုးအချိန်ခမန်းချက်တွေနေနေရတော့မြန်မာတနိုင်ငံလုံးနီးပါးမှာမိုးရွာဖို့အလားအလာရှိနိုင်တဲ့အတွက်ကြောင့်မိုးအချိန်မြင်ရလဲမြန်မာနိုင်ပါတယ်20မီလီမီတာကနေ60မီလီမီတာလောက်ရှိနိုင်တယ်လို့ခမန်းထားပါတယ်ရှင်နေပူချိန်ခမန်းချက်ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်ဒေသတွေမှာ28ဒီဂရီစင်တီဂရိတ်ကနေ32ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးတော့ကြံဒေသတွေမှာတော့33ဒီဂရီစင်တီဂရိတ်ကနေ40ဒီဂရီစင်တီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်။ မြမပင်လယ်ပြင်ခမန်းကျန်းနေနေရတော့မြမပင်လယ်ပြင်မှာလှိုင်းအနှဲငယ်သာရှိနိုင်ပါတယ်။လှိုင်းမြင့်ရတော့တပေကနေနှစ်ပေလောက်သာမြင့်တက်နိုင်တယ်လို့ခမန်းထားပါတယ်ရှင်။ မန္တလေးမြို့နယ်နေတွိုင်း9ရက်စာခမန်းချက်နေနေရတော့မန္တလေးမှာလာမယ့်9ရက်စလုံးမှာမိုးရွာဖို့လားလာရှိနိုင်ပါတယ်။အမြင့်ဆုံးပူချိန်နေနေရတော့39ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတွိုင်းခမန်းချက်ကတော့လာမယ့်9ရက်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့လားလာရှိနိုင်ပြီးတော့အမြင့်ဆုံးပူချိန်ကတော့38ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်။ နေပြောင်းတဲ့ညီတို့ခမန်းချက်ကလည်းလာမယ့်9ရက်လုံးမှာနေပြောင်းမှာမိုးရွာဖို့အလားအလာရှိနိုင်ပါတယ်။အမြင့်ဆုံးဥပုထိန်ကတော့33ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကျေးဇူးများတင်ပါရဲ့ရှင်။